ရေမင်းဆိုတဲ့ transfer ကိုဘယ်သူစောင်းသွားမလဲ။အားလုံးပဲမိပါပါ။ဘာမှဆမ်းများကနေပြန်လဲကြိုးလဲပါရင်။လူချင်းမျိုးတို့အခုမြင်နေရတာကတော့ရှန်ဟိုင်းမြို့ရဲ့အရှိန်မြောက်ဘက်ကျွန်းတစ်ခုပေါ်ကကြံတန်းတင်မောချင်းမှာဒီလောက်အရေးကြီးကိုပြနေတာကအကြောင်းရှိပါရင်ဒီကြံတန်းတင်မောချင်းကထုတ်လုပ်ပေးနိုင်တဲ့တင်မောရေအတွက်ကသူတူးတဲ့တွင်အမေရိကန်ရေတဲ့တင်မောတီဆောင်ရေလုပ်ငန်းတစ်ခုလုံးထက်တင်မောတီဆောင်နိုင်စွမ်းပုံများနေပါရင်ဆိုလာကြီးလာလို့ထင်ရင်တော့ခင်ရမှာပါပဲ။ဒါပေမဲ့အမှန်တရားကတော့ပြောင်းမသွားပါဘူး။ တရုတ်ကသင်္ဘောတွေပုံများနေတော့ရောဘာဖြစ်လဲဒီနေ့ထိအမေရိကန်ရေတပ်ကိုကြောနိုင်သေးလို့လားစသဖြင့်မေကုန်းတွေမေးစရာသေးသေးပေါ်လာကြပါလိမ့်မယ်ဒါကအခုလောလောဆယ်အထိတော့မှတ်ပါရင်ဒါပေမဲ့အခုလက်ရှိတရုတ်နိုင်ငံဟာအမေရိကန်နိုင်ငံထက်သင်္ဘောတည်ဆောက်နိုင်စွမ်းနှစ်ဆဆယ်ဆမကပါဘူးအဆ350တောင်ပုံများနေတာပါသူတို့ကသင်္ဘောအစ်တွေကိုဟင်းချိုတဲ့တော်ဦးလုံးလေးတွေထည့်သလိုထုတ်လုပ်နေကြတာပါတစ်ဖက်မှာအမေရိကန်ဖို့ထုတ်လုပ်မှုပိုင်းကြာစင်းသွားခြင်းအကြောင်းတင်ခဲကလည်းရှိနေပြပါတယ်ကျွန်တော်တို့ကတော့ဂျာကိုလင်းအောင်ကြည့်ရင်1.3 trillion အမားလို့ခေါ်ရခင်ဗျာ ဒါဆိုရင်အမေရိကန်ရေတပ်ရဲ့ဒေါ်လာ1.3ထရီလီယံအမှားကဘာများလဲသူတို့ကိုဒီအခြေအနေအထိရောက်အောင်ဘယ်လိုလုပ်လိုက်တာလဲတရုတ်ကသူတို့ရဲ့ကုန်သွယ်ရေးသင်္ဘောတည်ဆောက်ရေးလုပ်ငန်းကိုစီးရေးအကျိုးအတွက်ဘယ်လိုအသုံးချနေလဲစက်ကြည့်ကြတာပေါ့တရုတ်ရဲ့ကြီးထွားနေတဲ့သင်္ဘောကျင်းတွေကြားထဲမှာတော့အမေရိကန်ရေတပ်ကအခုထိအားသာချက်အများကြီးရှိနေတာကဘာကြောင့်လဲ အဲ့ဒါကခင်ဗျားထင်သလိုမဟုတ်ပါဘူးအမေရိကန်သင်းမောတီဆောင်ရေးလုပ်ငန်းရင်ငင်းချင်းရေးကာလာတင်ကြီးထွားမှုဟာတမိုင်းချောင်းရအချက်လေးချက်ပေါ်မှာမူတည်ပါရင်ဒီအချက်တွေထဲမှာအမေရိကန်အနေနဲ့ခြေကျုံးမိနေတဲ့ဂရီကဝတ်တွေဖိအားချင်းချောင်းမှုတွေလိုအပ်ချက်တွေရှိနေတာကြောင့်တရုတ်က အမေရိကန်ထက်သင်းမောတီဆောင်နိုင်စွမ်းပိုတာနေတာပါတရုတ်ကအစိုးရရဲ့အားပေးထောက်ပံ့မှုကြောင့်သင်းမောတီဆောင်ရေးလုပ်ငန်းတွေအရှိန်အဟုန်နဲ့တိုးတက်လာတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအမေရိကန်အနေနဲ့အားသာချက်တွေရှိနေပါသေးတယ် အမေရိကန်ရေတပ်မှအတွေ့အကြုံရင်းချက်ပြီးကျွမ်းကျင်တဲ့သင်္ဘောသားတွေအများကြီးရှိနေတာနေပညာပိုင်းဆိုင်ရာမှာအာသာချက်ဖြစ်နေတာစရီမှာတရုတ်ထက်နှာတပြားအာသာနေပါသေးတယ်။ဒါပေမဲ့ရေရှည်မှာတော့ဒီလိုအခြေအနေမျိုးဆက်မဖြစ်အောင်အမေရိကန်အနေနဲ့သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကိုပြန်လည်မြှင့်တင်ဖို့လိုအပ်လာပါပြီ။နောက်ထပ်အချက်တစ်ခုကတော့ကွန်ကရစ်ကနေဥပဒေနဲ့ရန်မုံမွေပုံစံနဲ့ထောက်ပံ့ပေးခြင်းဆိုတာကြောင့်ပါပဲ။နောက်ဆုံးအချက်ကတော့သင်္ဘောတွေကိုတည်ဆောက်ပေးမယ့်ပုဂ္ဂလိကကဏ္ဍပါ။ ဒီနောက်ဆုံးအချက်ကလက်ရှိမှာအဓိကအခက်အခဲဖြစ်နေပါတယ်1990ပြည့်နှစ်တည်တုန်းကအမေရိကန်သင်္ဘောချင်းတွေဟာကမ္ဘာတဝန်းသမုဒ္ဒရာဖြတ်သန်းသွားလာတဲ့ဂုံသွေးရေးသင်္ဘောတွေရဲ့9ရိုင်လုံးကိုတိစောက်ပေးနေပါတယ်2016ခုနှစ်မှာသင်္ဘောချင်းအရေအတွက်80ရာခိုင်နှုန်းကျော်ကျဆင်းသွားပါတယ်2023မှာအမေရိကန်ရဲ့ဈေးကွက်ဝေစုဟာ3.3ရာခိုင်နှုန်းထိကျဆင်းသွားပါတယ်ဒါပေမဲ့ဘာကြောင့်လဲစီးတိုက်ဝဲပြီးမှကြီးမားတဲ့ရေတက်တခုမလိုအပ်တော့ဘူးလို့ယူဆပြီးအမေရိကန်ပြည်ထောင်စုကရေတက်အသုံးစိမ့်တဲ့ခင်မအောင်ပြုပြင်မှုကိုရှော့ချခဲ့ပါတယ် တကယ်တော့ရေးချက်ရဲ့1089ဘတ်ဂျက်ကိုယူပြီးငွေကြေးဖောင်းပွားမှုအတွက်ချိန်ညီပြီး1089နဲ့2023ကြားမှာရေးတက်တကယ်သုံးဆွဲခဲ့တာနဲ့နှိုင်းရှင်ကြည့်ရင်ဒေါ်လာ3.3ထရီလီယံကျော်ရှော့သုံးဆွဲခဲ့ပြီးယင်းနှိမ့်မြုပ်နှံမှုတွေညှော်နေသွားပါတယ်အဲ့ဒီပမာဏကိုတကယ်သုံးဆွဲခဲ့မယ်ဆိုရင် American သင်းမောတီဆောက်ရေးလုပ်ငန်းဟာပုံမကောင်းမွန်တဲ့အနေအထားမှာရှိနေမှာသိကြပါတယ်ဒါကိုပဲ American ရဲ့1 0.3 trillion mistake လို့ခေါ်တာဖြစ်ပါတယ်။ဒါပေမဲ့ရေတက်ကသူရဲ့အဓိကအာတီငိန်နဲ့ဖောက်တယ်ဖြစ်နေတာကြောင့် တင်မောချင်းတွေဟာသူတို့ရဲ့အခြေခံအဆောက်အုံလေးချင်းရင်းနဲ့လုံသားအင်အားမှာကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့မတက်နိုင်ခဲ့ပါဘူး။ဒါကြောင့်အများအပြားပိတ်သိမ်းသွားပြီးလုံသားအင်အားလည်းယောနေသွားပါတယ်။ရာလဲ့အနေနဲ့တင်မောအစ်စ်တွေတိဆောက်တာလက်ရှိရေတပ်ကိုထိန်းသိမ်းတာနဲ့တပ်တန်းရင်တင်မောတွေကိုဖျက်ဆီးတာတွေအကြားမှာအမေရိကန်ရေတပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကစစ်တင်မောအစင်း250ကနေ300ကျားမှပဲရပ်တန့်နေခဲ့ပါတယ်။အဲဒါကအိုဘားမား Trump နဲ့ Biden အစိုးရတွေအားလုံးကကြီးမားတဲ့ရေတပ်တစ်ခုကိုပြန်လည်ဖွဲ့စည်းနိုင်ဖို့တွန်းအားပေးနေတဲ့ဂျားရင်းကနေဖြစ်ပျက်ခဲ့တာပါ။ စံကျင်ပန်းအနေနဲ့တရုတ်သင်းမောတီဆောင်ရေးလုပ်ငန်းရဲ့ကြီးထောက်မှုကတော့အလွန်လှင်မြန်လာပါတယ်။1989ခုနှစ်မှာတရုတ်နိုင်ငံမှာကုန်သွယ်ရေးသင်းမော deadweight tonnes နဲ့သိန်း2000ပဲထုတ်လုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီပမာဏကနေ2006ခုနှစ်မှာသင်းမောအစ်စ်တန်ချိန်73တန်းအထိမြင့်တက်လာခဲ့ပြီး2023ခုနှစ်မှာတော့တန်ချိန်၄၀နှစ်တသမ3တန်းအထိအမခန့်မြင့်တက်သွားခဲ့ပါတယ်။တရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာသင်းမောတီဆောင်ရေးဈေးကွက်ဝေစုဟာ2000ပြည့်နှစ်မှာ10ရာခိုင်နှုန်းအောက်သာရှိခဲ့ရတာကနေ2025ခုနှစ်မှာ65ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ်။ တန်ကိုရီးယားနဲ့ဂျပန်တို့ရဲ့မာယူမှုစင်းနေစူပေါင်းရင်းအောင်37ရာခိုင်နှုန်းလောက်ရှိပါသေးတယ်။အထွတ်အထိပ်မှာတရုတ်တက္ကသိုလ်တွေကနေနေစဉ်သင်္ဘောဒီဇိုင်းပညာရှင်1500လောက်ဟာဘွဲရရှိခဲ့ပါတယ်။တရုတ်မှာပညာသင်ကြားနေတဲ့ကျောင်းသားတွေကိုပါထည့်စင်းစားရင်တရုတ်နိုင်ငံဟာသင်္ဘောဒီစာရေးနဲ့ဆက်ဆက်တဲ့နည်းပညာဘွဲတွေနဲ့လုပ်ငန်းခွင်ကိုဝင်ရောက်လာတဲ့ကောလိပ်ဘွဲရရေးအတွက်မှာသူရဲ့ပြိုင်ဘက်တွေကိုကြော်လွန်နေပါပြီ။တရုတ်နိုင်ငံကကုန်သွယ်ရေးသင်္ဘောတွေအများကြီးကြီးစောင်းနိုင်ရင်ကောဘာများအရေးကြီးလို့လဲလို့ခင်ဗျားတို့တွေးနေနိုင်ပါတယ်။နိုင်ငံတကာနိုင်ငံကယင်းနေတင်သင်းမော်တွေကုန်တစ်တာတင်သင်းမော်တွေအများကြီးတည်ဆောက်နိုင်ုံနဲ့လင်းတင်သင်းမော်တွေနဲ့ ရင်ကုန်သင်းမော်တွေလို့စစ်ပတ်တုံးအဆင့်မြင့်ပစ္စည်းတွေထုတ်လုပ်နိုင်တယ်လို့မဆိုလိုပါဘူး။ဟုတ်တယ်မလား။ကောင်းပြီခင်ဗျားတို့ပြောပြစရာသတင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကာဝေးကမ်ပဏီ Endurance Industry ရဲ့တီထောင်သူပဲမာလက်ကီးပါသူပြောတာကတရားရင်လို့မှန်ပါတယ်။တရုတ်နိုင်ငံရဲ့2016အမျိုးသားကာကွယ်ရေးပို့ဆောင်ရေးဥပဒေအရတရုတ်သင်းမော်အသစ်တွေကိုအမျိုးသားကာကွယ်ရေးစံနှုန်းတွေနဲ့တိစောက်ပါတယ်။ဒီဥပဒေဟာသင်းမော်အမျိုးအစား၅ခုစလုံးပေါ်တက်ရောက်ကုန်ပါတယ်။ကုန်တက်တာတင်သင်းမော်တွေ၊ကုန်ပိတ်တာချိန်တင်သင်းမော်တွေ၊အထုတ်လိုက်ကုန်တင်သင်းမော်တွေ ရော်ရော်တင်မော်တွေနဲ့ဘတ်ဆောင်သုံးတင်မော်တွေပေါ့တရုတ်အစိုးရကသူတို့ရဲ့စစ်ဖက်အရက်ဖက်ပေါင်းစည်းရေးမူဝါဒကိုကျင့်သုံးပြီးသူတို့ရဲ့ကုန်သွယ်ရေးတင်မော်တွေကိုနိုင်ငံရေးအရထိန်းချုပ်ပြီးစည်းရေးလေးကျင့်မှုတွေမှာလည်းပုံမှန်အသုံးပြုလေးရှိပါတယ်။ဒါကအခုတော့ပြည့်ပြည့်နေတဲ့ကိစ္စပါခီးတဲ့တင်တင်မော်တွေကိုလူတွေနဲ့ကားတွေတဲယူပို့ဆောင်ဖို့အသုံးပြုလေးရှိပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံမှာတော့စည်းရေးလေးကျင့်မှုတွေအတွင်း တင်ကားတွေနဲ့တခြားပစ္စည်းကိရိယာတွေတည်ယူပို့ဆောင်ဖို့လည်းအသုံးပြုခဲ့ပါတယ်။ဒီချင်းကဲမှုကလက်နက်ကိုင်ပဋိပက္ခဥပဒေရဲ့အဓိကအချက်ဖြစ်တဲ့ခွဲခြားသတ်မှတ်မှုကိုအရင်ရှိရှိချိုးဖောက်နေတယ်လို့ပါပဲ။အရက်ဖက်တင်မောနဲ့တိုက်ခိုက်ရေးတင်မောကြားခြားထားတဲ့စီးကိုဝေဝါးသွားစေတာကတော့ဘယ်တင်မောကတရားဝင်စီရေးပြစ်မှတ်လဲဆိုတာကိုရှုပ်ထွေးစေပါလိမ့်မယ်။တရုတ်တို့ရဲ့မဟာဗျူဟာမြောက်တင်မောတည်ဆောက်ခြင်းဆိုတာဒါပေါ့။တရုတ်ဆွေရကဒီနေ့မှလည်းတင်တင်မောတွေနဲ့တခြားစစ်တင်မောစိုက်ကက်လာရင် နော်ဖော့ရေတက်သင်းမောချင်းမေးကနေနေတိုင်းဖြတ်သွားတဲ့ဂုံသွဲရေးသင်းမောတွေဘက်ကနေအသွင်ယူထားတဲ့ဂုံတစ်တာတွေထဲမှာဒုံးကြီးတွေထဲဖို့ဆုံးဖြတ်လိုက်ရင်ဘလို့လုံမလဲလို့တွေးမိစေပါတယ်ဒီလိုထင်စေတဲ့တန်ရရကလည်းအကြောင်းရင်းရှိပါတယ်၂030ခုနှစ်မှာတရုတ်ရဲ့အကြီးဆုံးဒုံးကြီးထုတ်လုပ်သူကဘယ်သင်းမောပေါ်မှာမဆိုအလွယ်တကူတင်ထားနိုင်တဲ့ပေ30ဂုံတစ်တာပုံစံဒုံးကြီးစနစ်ကိုပြသခဲ့ပါတယ်ဒါကြောင့်သူတို့မှာအဲ့ဒီလိုမျိုးလှဲကွက်တွေလုပ်ဖို့နီးပညာတွေအစင်းသိရှိနေပြီဆိုတာကိုတစ်ဖက်လှဲနီးနဲ့ကဘာကြီးစီတိတိစိတ်ချင်းချောက်လိုက်တာပဲဖြစ်ပါရင် ။ပေါကွယ်ရေးနဲ့ပတ်သက်ရင်တရုတ်ရဲ့ရေမင်းတိုက်ခိုက်ရေးသင်္ဘောတွေကြားက VSN ဆဲတွေအကြောင်းမေးထားလို့မရပါဘူး။သူတို့ကလည်းအလင်းအမြန်နှုန်းတစ်ခုနဲ့တိုးလာနေတယ်ဆိုတာကိုကျွန်တော်တို့သတိပြုသင့်ပါတယ်။ခင်ဗျားတို့မင်းဒီသိရင်ကျွန်တော်နေနဲ့ရှင်းပြပါမယ်။ Vertical Loss System သို့မဟုတ် VSN ဆိုတာကအခြေခံအားဖြင့်သင်္ဘောကိုယ်တွေထဲမှာတိဆောက်ထားတဲ့ပြစ်လွတ်ပြွန်နေတဲ့ဖွဲ့စည်းထားတာပါ။ဒါကသင်းမောရဲ့ iridar ပြက်ပိုင်းကိုရှော့ချပေးုံသာမကဒီကျစ်တဲ့ဆဲတွေအလုံးကနေအမျိုးမျိုးသောဒုံးကြီးတွေကိုလှေမြန်စွာတပြိုင်တည်းနှီးပါပြစ်လွတ်နိုင်စေပါတယ်ဒီလိုနည်းပညာပိုင်းကိုတွတ်တက်လာစေခြင်းက တရုတ်ရဲ့တိုက်ခိုက်ရေးသင်္ဘောတွေကိုအခြေအနေတစ်ခုစီတွန်းတင်ပေးလိုက်ရာရောက်မှန်းနားလည်လောက်မယ်ထင်ပါတယ်။ကမ္ဘာအကြီးဆုံးသင်္ဘောတည်ဆောက်ရေးလုပ်ငန်းကိုပိုင်ဆိုင်ခြင်းကတခြားအကျိုးကျေးဇူးတွေလည်းရှိပါတယ်။ကိုရီးယားတည်ဆောက်ရေး modular ထုတ်လုပ်ရေးသင်္ဘောချင်းစွမ်းရည်တွန်းမြေရေးနဲ့ကုန်သွယ်ရေးသင်္ဘောတည်ဆောက်ရေးကဏ္ဍကတခြားနယ်ပယ်တွေမှာတိုးတက်မှုတွေကတရုတ်ရဲ့ရေတက်ချဲ့တွင်ကျိုးပန်းမှုတွေတဲကိုတိုက်ရိုက်အထောက်ပံ့ပေးနေပါတယ်။ဒါ့အပြင်စစ်သမောတွေအားကုန်ကြားစည်းတွေကိုထိန်းချုပ်ဖို့နဲ့နည်းပညာအစင်းမြင့်တင်မှုတွေကိုပိုမိုမကြာခဏလှုပ်ဆောင်နိုင်ဖို့အတွက်စီးပွားအဖြစ်ရရှိနိုင်တဲ့ကွန်ပျူတာ processor တွေနဲ့ကွန်ရက်အတေ တရားထိန်ချုပ်မှုနဲ့တခြားစည်းဝါးဖြင့်အစင်းတဲ့အသုံးပြုနိုင်တဲ့ဤပညာတွေကိုပေါင်းစပ်ထည့်သွင်းနေကြပါရင်ဗီဒီယိုဆားမှာကျွန်တော်တို့ပြောခဲ့တဲ့ကြံတန်းသင်္ဘောချင်းကိုမှတ်မိသေးတယ်မလားဗျာမကြသေးခင်ကပဲဂျော်ဒူပေါ်ရီတွေကဒီသင်္ဘောချင်းဟာကုံသွယ်ရေးသင်္ဘောတွေနဲ့စစ်ပတ်သုံးသင်္ဘောများပြားကိုတစ်ချိန်တည်းမှာတည်ဆောက်နေတာကိုရှင်းလင်းလင်းပြသနေပါတယ်တကယ်တော့တရုတ်နိုင်ငံဟာလင်တင်သင်္ဘောနဲ့ဆင်းကိုပြည်ထဲမှာဒီဇိုင်းထုတ်ပြီးတည်ဆောက်ပေးပါပြီဒါအပြင်ဒယ်လီယန်သင်္ဘောချင်းက2025ခုနှစ်ဖေဖော်ဝါရီလ ဂျော်ဒူပေါ်ရင်တီမှာတိုက်004လင်းတင်သင်းပွဲကိုပြသခဲ့ပြီးအဲ့ဒါကအမေရိကန်ရဲ့နောက်ဆုံးပေါ်စူပါလင်းတင်သင်းပွဲတွေနဲ့ဆင်တူတဲ့နျူကလ িয়ার တွန်းကန်အားနဲ့လျက်စစ်တန်လိုက်ကတ်တပတ်တီရှိတယ်လို့ကောလာဟလာတွေထွက်ပေါ်နေပါတယ်။ဟုတ်ပါတယ်တရုတ်နိုင်ငံကလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ခန့်ကလင်းတင်သင်းပွဲတွေကိုစတင်အသုံးပြုခဲ့တဲ့အမေရိကန်ပြည်ထောင်စုနဲ့နှိုင်းယှဉ်ရင်ရေတပ်လမ်းကြောင်းမှာအတွေ့အကြုံအလွန်နေပါတယ်။ဒါအပြင်တရုတ်နိုင်ငံကအများကြီးလိုက်မိဖို့လိုအပ်တဲ့နယ်ပယ်တစ်ခုလည်းရှိပါသေးတယ်။ရင်ကုန်သင်းပွဲဆိုင်တွေကပေါင်းဆက် VSN အစင်း 1168ခုရှိတဲ့နျူကလ িয়ার ရေငုံသင်းမော်66စင်းစော်အမေရိကန်ရေထဲမှာရှိနေခြင်းကအမေရိကန်ရဲ့မေကွန်းထုတ်ဆရာမလို့တဲ့လွှမ်းမိုးမှုနယ်ပယ်တစ်ခုအဖြစ်ဒီလောကမှာမင်းမှုနေနိုင်စေပါပဲတရုတ်နိုင်ငံဟာသူတို့ရဲ့ရေငုံသင်းမော်နည်းပညာမှာ10နှစ်ကနေ 20နှစ်အထိနောက်ကျနေတယ်လို့ယုံကြည်ရပါတယ်ဒါပေမဲ့2023မှာနျူကလ িয়ার စွမ်းအင်3တိုက်ခိုက်ရင်ရင်းကုန်တင်းမော့အုံဆင်းကိုသူတို့စတီဆောက်ခဲ့ပါတယ်2024ခုနှစ်မှာနောက်ထပ်အုံဆင်းကိုစတင်တီဆောက်ခဲ့ပြန်ပါတယ်နိုင်ရှင်ချင်းအမေရိကန်ရေတပ်ဟာ2028ခုနှစ်မှာတစ်နှစ်ကိုတိုက်ခိုက်ရင်ရင်းကုန်တင်းမော့နှစ်ဆင်းထုတ်လုပ်ဖို့ကိုပဲရည်ရွယ်ထားတာပါ တရုတ်ရေအောက်တက်ဖွဲ့အတွက်ကြီးမားတဲ့ထုံးနဲ့ချက်တစ်ခုကတော့2024ခုနှစ်မှာစိတ်ကမ်းမှာရှိနေစဉ်သူတို့ရဲ့နောက်ဆုံးဝါခင်းမီနျူကလ িয়ার ရေငုံတင်းမောင်းနှိမ့်မြုပ်သွားပြီးနောက်မှာဖြစ်ပါတယ်တရုတ်အစိုးရတွေကအဲ့ဒါကိုဖုံးကွယ်ထားပေမဲ့ဂျိုဒူပွန်ရေးတီမှာရေငုံတင်းမောင်းနောက်ဆုံးစိုက်ကပ်ထားတဲ့နေရာမှာအပြည့်အစီအကျိုးအပြည့်အများပြားကိုပြသနိုင်ခဲ့ပါတယ်အလားတူအဖြစ်မျိုးအမေရိကန်လည်းကြုံခဲ့ရပူပါတယ်အမေရိကန်နျူကလ িয়ার ရေငုံတင်းမောင်းတစ်စင်းတိစောက်နေတော့စိတ်ကမ်းမှာမနှိမ့်မြုပ်ခဲ့တာဟာ1969ခုနှစ် USS Gadores ဖြစ်စဉ်ဆိုတဲ့အဖြစ်ပါစိတ်ဝင်စားရင်တေးချာလေးရှာဖတ်ကြည့်ပါခင်ဗျာ မေရိကန်ရေတပ်ရဲ့နှစ်30စီမံချက်အရစစ်သည်မော့အရင်အတွက်ဟာဒီနှစ်295စင်းကနေ2054ခုနှစ်မှာ380တစင်းထိတိုးလာမှာပါအဲ့ဒီအချိန်မှာကျွန်တော်တို့ကတော့အဖိုးကြီးပေါ့ဒီမန်ချက်ကိုနောက်နှစ်30အတွင်းမှာအောင်မြင်ဖို့ရေတပ်ကသင်းမော့364စင်းကိုဝယ်မှာဖြစ်ပြီးသင်းမော့290ကျော်ကိုဖျက်ဆီးမှာပါတကယ်တော့တိုးလာခြင်းမတိုင်ခင်ရေတပ်ဟာ2029ခုနှစ်မှာ283စင်းထိကျဆင်းပြီးပိုသေးငယ်လာမှာပါစိတ်ဝင်စားဖို့ကောင်းတာကအတရင်တိုးလာမှာကရင်ကုန်သင်းမော့တွေလင်းတင်သင်းမော့တွေဒါမှမဟုတ် ဖျက်သင်းမော်တွေမဟုတ်ပဲမင်းနဲ့ပြင်တိုက်ခိုက်ရေးသင်းမော်ငယ်တွေဘိုင်းရှင်သင်းမော်တွေနဲ့ဂုံရီနှစ်သွင်းရသောစစ်သင်းမော်ငယ်တွေရဲ့အရေးတော့ပါပဲစမ်းကြည့်မယ်အနေနဲ့တရုတ်ရီထဲမှာလက်ရှိသင်းမော်400ဆင်းရှိနေပြီး2030ပြည့်နှစ်မှာ435ဆင်းထိတိုးလာဖို့မျှော်လင့်ရပါတယ်အခုချိန်မှာတော့ကျွန်တော်အလုံးလုံးနေရအောင်မှာတည်ကြပါတယ်တရုတ်နိုင်ငံက230စီမံချက်ကိုပွင့်လင်းလင်းထုတ်ပြန်ထားခြင်းမရှိပေမဲ့သူတို့ကသင်းမော်တွေပို့ပြီးတည်ဆောက်နေမှာတည်ကြပါတယ်2024ခုနှစ်မှာဒေါ်လာ255ဘီလီယံကနေ2053ခုနှစ်မှာဒေါ်လာ 330ဘီလီယံနီးပါးအထိတိုးလာမဲ့အမေရိကန်ရေတပ်ရဲ့ဘတ်ဂျက်ကနောက်30နှစ်အတွင်းသူတို့ကိုဂိမ်းထဲမှာရှေ့တန်းကနေဆက်လက်ထိန်းထားနိုင်မလားဆိုတာကိုအချိန်ကသာတက်တည်ပြပေးပါလိမ့်မယ်။ဒါပေမဲ့တခုသေးကြတာကအမေရိကန်သင်္ဘောချင်းတွေကလွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာထုတ်လုပ်ခဲ့တာတဲ့ရေတပ်တန်ရင်းကိုအများကြီးပိုထုတ်လုပ်ဖို့လိုအပ်ပါလိမ့်မယ်။ဒီနေ့ကမှတင်ပြောချင်တာကအမေရိကန်နဲ့တရုတ်တို့ရဲ့ရေတပ်အင်အားပြိုင်ဆိုင်မှုဟာနိုင်ငံရေးစီးပွားရေးနဲ့နည်းမြညာစတဲ့အကြောင်းချက်များစွာနဲ့ဆက်ဆက်နေပါတယ်။ အမေရိကန်အနေနဲ့ရေတပ်အင်အားကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပေမဲ့တရုတ်ရဲ့အရှိန်ဟုန်ကလည်း short တွက်လို့မရပါဘူး။ဒီပြန်ဆိုင်မှုဟာဒေတာရင်းနဲ့ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအပေါ်တက်ရောက်မှုတွေရှိနေတာကြောင့်အနည်းကဆောင်ကြည့်ဖို့လိုအပ်ပါရင်ဒါကြောင့်အမေရိကန်အနေနဲ့ရေတပ်အင်အားကိုပြန်လည်တည်ဆောက်ဖို့အတွက်ရေရှည်စီမံကိန်းတွေချမှတ်ပြီးသင်းမောတည်ဆောက်ရေးလုပ်ငန်းကိုအားပေးမြင့်တင်ဖို့လိုအပ်ပါရင်တရုတ်ရဲ့ရေတပ်အင်အားတိုးချဲ့မှုကိုလည်းတတိကြီးကြီးထားပြီးကင်တွယ်ဖို့လိုအပ်ပါရင်ဒါမှသာအမေရိကန်ရေတပ်အနေနဲ့အနာဂတ်မှာလည်း ကမ္ဘာအင်အားအကြီးဆုံးရေတပ်အဖြစ်ဆက်လက်ရည်တည်နိုင်မှာပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ